ဒီနေ့မှာတော့ကျွန်တော်တို့တွေကဆ iam မတိတ်ကိုကြောင်းမကြပဲနဲ့ပေါ့နော်အုတ်ကားတစည်းကိုဆ iam မနေတဲ့နေရာလေးမှာတော့ပုတ်ခိုင်းလိုက်ပါတယ်အခုဆ iam မနဲ့တွေ့ပါပြီဆ iam မဘယ်လိုတွေပြောမလဲသူ့ဆ iam မကလေအုတ်ကားလာတော့ဆ iam မဘယ်လိုဘယ်လိုပြောလိုက်လဲဒီနေ့ဒီမမောင်ပတ်ဆက်လာမရှိဘူးဒီမမောင်ပါဘူးမောင် တော့ဘယ်ရရှိလဲသိကြောရှိရတော့အဲဆရာမအခုကဘုရားခင်ရဲ့ကျေးဇူးတော်ကြောင့်ပေါ့နော်ဟုတ်ကဲ့ကျမတို့ဒီမှာဆရာမနဲ့ဆရာမရဲ့တက်တည်ခံချက်လေးတွေ့ပြီးတော့မှဒီနိုင်ငံသားကဆရာကြီးတယောက်ကပေါ့နော်အာဆရာမလိုအပ်တဲ့ဟာလေးအသုံးပြုပေးခြင်းနဲ့ပေါ့နော်ဆရာမလိုအပ်တဲ့အရာလေးကိုပေါ့နော်သူလုပ်ပေးခြင်းနဲ့တဲ့ဆိုတော့အဲ့လေကျမတို့ဆရာမကအခုချိန်မှာတော့ဟိုဆရာမလိုအပ်တာကတော့ကလေးတွေကို စာတင်ပေးဖို့ပေါ့နော်နေရာလေးလိုနေတယ်လို့အဲ့ဒီအတွက်ကိုကျမတို့ဒီနောက်မှာပေါ့နော်အာဆရာမရဲ့အိမ်ရှိဒီမှာအခင်းလေးခင်ပြီးလုပ်ပေးခြင်းတယ်လို့ဆိုတော့အာဆရာကြီးကနေပြီးတော့မှမီဒီယာကိုချိန်ပြီးတော့မှနော်ဟုတ်ပါလေဘုရားခင်နှိုးဆော်လို့နော်ပို့လာပေးတာဖြစ်တယ်ပေါ့နော်ဒါအဲ့ဒါနဲ့ကျမတို့ကလည်းဆရာမကိုကြုံမပြောဘူးပေါ့နော် အုတ်ကောင်ညတခြားဖုံးဆန်းဖုံးဆန်းမှာဒီနေရာကိုရောင်းဖို့ပေးပါဆိုတော့ရောင်းဖို့ပေးတယ်ပေါ့နော်ဆရာမကအအုတ်ကားရောက်လာတော့ဆရာမဘာပြောလဲအုတ်ကားဆရာဟောသိမမှဘူးလို့ဘယ်သိရောဟုတ်ရဲ့လားမော်အဲ့လိုပြောပါစမရှိဘူးနော်အဲ့ဒီရောက်ကို240တဲ့ အာမင်နော်ကျေးဇူးတော်စေနှုန်းမယ်နော်ကျေးဇူးတော်စေနှုန်းနဲ့အဲ့ဒါ240နဲ့ဆိုတော့အဲ့ဒါအခုဒါ2000နဲ့သူတို့30ပူတယ်တဲ့အော်အပူပေးလိုက်အပူပေးပါ2000ပေါ့နော်ကျေးဇူးတင်ပါကျေးဇူးတော်ချီးမွမ်းပါတယ်အဲ့ဒါကဆရာကြီးပို့ပေးတဲ့ငွေကအခုကျမတို့တွားထုတ်တော့6တိန်းနဲ့3000နဲ့9000 6တိန်း3000 9000ဆိုတော့ဆရာမရဲ့ဒီအုပ်က4တိန်းနဲ့8000ပါ နော်ခုနရှင်းတယ်နော်လေးသိန်း၈တောင်းဆိုတော့ကျန်တာကိုပြီးလက်နေဝတ်မယ်အမေအာကျေးဇူးတော်နေဆရာမပြောရစေနဲ့ဆိုပြီးလက်မြင်ငါအေးရမှာပေါ့နော်ဟုတ်ပြီးလက်မြင်ငါအေးရမယ်ဟုတ်အဲ့တော့ကျန်တာလဲဖခင်က ဖျားကအစပြုပေးတော့ပဲဖျားဆုံးလည်းဖျားပဲပြည့်စုံပေးပါတော့ဟုတ်အာမင်အာမင်ဆောင်းဝန်တာလားဝန်တာလည်းအရင်ပြောလို့နော်ဟုတ်ဟုတ်သူပြောတာလည်းအရင်ယောက်ျားပို့ပြောတယ်အာဒီအန်ဒီရတော့ဟိုဘကအိမ်လေးရပါတော့ဖြစ်ပါတယ်မိသားစုလေးလို့ဖြစ်နေတယ်နာနေချင်းပေါ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒုတိယမိသားစုပဲအိမ်ရရကြပါ ဆီယမရဲ့ဖရားရဲ့ဂျီဇူးတော့ဆီယမတို့ဖရားရဲ့ဂျီဇူးတော့ကနော်ဟိုဘလို့ခေါ်မလဲဆီယမကိုတော်တော်ခါတဲ့ဖရားကကုညီတာပဲတဲ့မနက်ကပြောတယ်အင်းယောက်ျားကဆီယမဖရားကုညီတာပါတဲ့မနက်ကအဲ့လိုပြောတယ်อืมဟုတ်လေအဲ့လိုမျိုးပဲကျွန်တော်တို့လည်းပေါ့နော်အရန်ထူးဆန်းတယ်လို့ပေါ့နော်ဟုတ်ဘုရားက तू ကစပေးပြီဆိုလို့ရှင်ဘုရားသခင်အကုန်လုံးတောင်းဝေပြီးမှာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဆရာမတို့အဲကျွန်တော်တို့ကိုလည်းဟိုတည့်ကနှုတ်ကပတ်တော့ ဆင်ကျင်တဲ့အခါကျတော့ဘယ်ရောက်ဆင်ကျင်ပြီလဲဆိုတော့မနေ့နေ့ရိုက်ပြီဟိုနေ့ရတော့ဆမရဲကျမတို့ကနှုတ်ပတ်တော့ဆင်ကျင်တယ်ဆင်ကျင်တဲ့အခါကျတော့ဟိုကျမတို့မိသားစုပေါ့နော်ကျမတို့မိသားစုပဲတဲ့နော်ကောင်းချီးခံစားရတဲ့အတ္တတာမဟုတ်ဖ ೇನೆ တဲ့နော်တင့်အားဖြင့်သူဘာကောင်းကြီးခံစားရတဲ့အတ္တတာဖြစ်ရမယ်ပေါ့နော်ဘုရားခင်အားလေအင်းကြီးတော်မှုကို ပြူရမယ်အသက်ရေထွက်ရစမ်းရေတွင်းဖြစ်ရမယ်ပေါ့နော်ကို့အားဖြင့်သူဘာကောင်းကြီးခံစားရတဲ့အသက်တာဖြစ်ရမယ်ဆိုတဲ့အရာကိုကျွန်တော်တို့ကနောက်ဘက်တော့ဆင်ကျင်တဲ့ခါမှာအိုးဖျားခင်ဟုတ်တယ်ကျေးဇူးတော်ချီးမွမ်းတယ်ဆိုမှကျွန်တော်ကအညာနောက်ဘက်တော့ခံယူလိုက်တယ်ပေါ့နော်ခံယူလိုက်တဲ့အရာလေးကအဲနောက်တည့်ရမှာအဲ့ဆရာကြီးကနေပြီးတော့ကျမတို့ဆက်တွယ်လာတော့ဟာပြားခင်ကျေးဇူးတင်တယ်ဗောနော်အဲကျမတို့ဟိုဆရာမသိနေလဲ အရင်တော့မတိခဲ့ဘူးပေါ့နော်။ဘာပဲဖြစ်ဖြစ်ဒီနေရာရှိအောင်ဖျားကပို့ပေးတယ်ပေါ့နော်။ဒီနေရာရောက်ပြန်တော့လဲဆီမလိုအပ်ချက်တွေကိုပေါ့နော်။ဟောကျမတို့နဲ့တွေ့ဆုံနေကျမတို့အားဖြင့်ပေါ့နော်။အဲ့ဆရာကြီးကလည်းတခါဆီမကိုလည်းဖြည့်ဆည်းပေးမယ်ဆိုတဲ့အခါမှာဟိုနှုတ်ပတ်တော်ကတကယ်ပဲအသက်ရှင်တဲ့နှုတ်ပတ်တော်ဖြစ်တယ်ပေါ့နော်။ကို့အားဖြင့်အတူပါကောင်းကြီးခံစားရမယ်ပေါ့နော်ကျမတို့ကိုအတုံးပြူသွားတယ်ပြားခင်ကဆီမသိကောင်းကြီးခံရခံစားရဖို့ဖြစ်တယ်ပေါ့နော်ဆေးဆူချီးမွမ်းနေပေါ့နော်ဆီမနော်အမေ ဖရာကအသက်ရှင်တယ်နော်အလဖာနဲ့အိုမီဂါဖြစ်တယ်လို့ပြောတဲ့အချိန်မှာကျမကကိုရောပဲတက်နိုင်တယ်ကိုရောတည်တယ်နော်ဒီဟာလေးစလုပ်မယ်ဆိုတဲ့အချိန်မှာလည်းဆရာစောဘောက်တို့စပြရောပေါ့နော်အစပြုပေးတဲ့အချိန်မှာတကယ်တော့ဘလို့ကိန်းကနန်းဘလောက်မြောက်မြောက်နော်မဖြစ်နိုင်ဘူးဒါပေမဲ့ကိုရောကိုရောအစပြုရယ်ဆိုတော့တမိကတော့သွားမယ်ဆိုပြီးတော့မှသွားတဲ့အချိန်မှာဖရာကဒီနေ့လို့နော် surprise အရင်တိုင်းဆိုတော့ surprise ကအဲဆရာမ surprise ကသူများလိုမျိုးဟိုပန်းစီလှလာလဲမဟုတ်ဘယ်နဲ့ပုတ်ခဲ့ပုံတော့ဒါပန်းစီချက်တော်မှတမိုးရှိတယ် hallelujah ဘုရားကပြောတာလေသူကိုယ်တိုင်လုပ်တဲ့အတင်းတော်ဖြစ်တယ်နော်သူကိုယ်တိုင်တိဆောက်တာဖြစ်တယ်သူရဲ့လက်ရဖြစ်တယ်အဲအများတန်းသူပြောတဲ့စကားတခွန်ရှိတယ်မစိုးရိမ်နဲ့မကြောက်နဲ့ရှက်ကြောက်ခြင်းမရှိအောင်အဲအတတ်ငယ်စင်မှာခံရတဲ့ပေါ့နော် 那真正哩，看啥亚的呀哩，没有多老的天，奇妙的，奇妙的。而且我这里，人家那吃过，拍的看，过了好巴嘛啦。怎么一年哪阵哩弄，哪阵哩弄，什么，下头哩表姐是看不消呢。毛里哩的家里厕所他扫的，嗯，叫那么照顾的，我估计得俺哩。 မကြောက်တော့ဘူးအမေကျမအကြောက်ဆုံးကအဲ့ဒီလျှက်စီးလက်တဲ့အချိန်တအားကြောက်တယ်မိုးအဒိန်းနဲ့ဒိန်းနဲ့ဆိုရင်ငငယ်ဆိုအဲ့လိုရှိတဲ့လို့ပြစ်ဖက်ဒီအလေးရောက်တော့ပြစ်ဖက်စရာဝလုံးမရှိဘူးဆိုတော့ဒါမဲ့ကျေးဇူးတော်ပဲဖခင်ကအဲ့အချိန်မှာစာလန်ကလဲကျမဘလောက်ချောင်းလန်လဲဆိုရှိတဲ့တကားလေးတစ်ချက်ကိုတော့ပေးပြီးဖြိုးပြတယ်တကားကြီးပွင့်သွားနောက်ဝေးတကားပွင့်သွားတော့ တညာလုံးအဲ့လေလေမိုးတွေတိုက်တဲ့အထဲမှာပဲကျေးဇူးတော်ကြာကျမရဲ့ကတင်လေးတော့မိုးမပတ်အဲ့ထဲမှာပဲထိုင်ပြီးကိုရောသိတယ်နော် ကိုရောသိတယ်နော်လို့ပြောတဲ့အချိန်မှာကိုရောကငါသိတယ်မစိုးရိမ်နဲ့တကယ်တော့အချိန်လေးမှာကြည့်မယ်ဆိုရင်ဒီဂရီတော်ကကျမအတွက်ဟုတ်ပါမလားလို့ဒီမှာကျမတန်တရားမရှိဘူးယုံခဲ့တဲ့အချိန်မှာဘုရားစကားနားထောင်ခြင်းရဲ့နော်ဆုလက်ပေါ့အာမင်အာမင်ဤဆက်ကိုဘုရားခင်အကောင်းချီးပေးတဲ့အခါမှာ တစ်နှစ်အတွင်းမှာပဲလို့ကျန်းစာမှာဖော်ပြတယ်အစတရာတဲ့နော်အမေဟိုစိုက်ပြိုးတဲ့ခါမှာပြန်ပြီးတော့အစတရာပြန်ပြီးတော့ကောင်းချီးပြန်ရလို့လို့ဟောဤဆက်ကိုဘယင်နေရအောင်လာပြီးတော့မိတ္တဟာရလာဖွဲ့ရတယ်သူတို့နဲ့ပူပေါင်းပါဆိုပြီးတော့နော်အဲကြောင့်ဘုရားခင်ကပေးမယ်ဆိုရင်အရှံပဲပေးတာဖြစ်တယ်ဆရာမမစိုးရိမ်နဲ့ဆိုတဲ့စကားကဆရာမအတွက်ဖြစ်တယ်ကိုအားကြီးမဟုတ်ဘူး ဘုရားသခင်ကျေးဇူးတော်ပေါ့နော်ဆရာမအားဖြင့်ကြည်တော်အမှုကိုပြုမယ်နော်ဆရာမအားဖြင့်ဆရာမအထက်မှာအသက်ရှင်တဲ့ဘုရားကဒီမှာရှိတဲ့မိသားစုတွေအားလုံးနော်ခံစားတဲ့အရာတွေအားလုံးဆရာမအားဖြင့်အလင်းဖြစ်စေပါအမေအမေဆရာမအားဖြင့်ဘုရားအဲ့အတွက်နော်ဟိုတည့်ရလာတဲ့တဲ့ကလေးဆိုရင်နော်ဆုတောင်းတနေပြီဆုတောင်းတနေပြီအနာကမှာတို့ရဘာလို့အချက်တို့ဖြစ်ချင်တဲ့ရဖခင်နဲ့စကားပြောတတ်နေပြီဒါဆိုကြီးတော်အမှုဖြစ်တယ် နော်သူတို့မိဘကမသိတော့ညာလဲသူတို့အားဖြင့်တနေ့ကျန်သူတို့ရဲ့မိဘကိုပြန်လဲပြောကောင်းချီးဖြစ်စေအဲ့ဒါကအရင်မိကဘယ်လိုလဲဆိုဆ iam မဖြစ်လို့ဟုတ်ကဲ့ဒါကြောင့်နှုတ်ပတ်တော်ကအသက်ရှင်တယ်နော်နှုတ်ပတ်တော်ကအသက်ရှင်တယ်တင်မလို့ယုံတယ်လဲတင်ယုံကြည်တဲ့အတိုင်းဖြစ်မယ်ဒါကြောင့်ကျွန်တော်တို့ယုံကြည်ခြင်းရှိဖို့ပဲလိုတယ်ဟုတ်အခုနဆ iam မကအရင်တော့မိုးချိုးပြစ်လို့ရှင်အာကိုးတဲ့လူရှိတယ်ပြေးဖက်လို့ရတယ်ဒါမဲ့အခုက နော်ဘုရားခင်ကသူ့ကိုပဲဖဲ့ပါဟုတ်တယ်အဲအဲ့လိုမျိုးနော်သူ့ကိုဖဲ့ထားပါသူ့ကိုဖဲ့တွေ့ပါဆိုတဲ့အတိတ်ပဲနော်ဟုတ်တယ်အဲကြောင့်ဘုရားရှိရင်ကျွန်တော်တို့ကဘာမှမကြောက်တော့ဘူးနော်ဘုရားရှိရင်ကျွန်တော်တို့ဘာမှဆိုရင်ဆိုင်ရဲတယ်နော်တမုတ်ကြီးရဲ့ကြွယ်ဝချင်းဟာတင့်စီမှာရောက်လာမယ်လို့ပြောတာအာမင်နော်အဲကြောင့်ဒီမှာရှိတဲ့ဟိုဆရာမဒီမှာရှိတယ်ဒါမဲ့ကျွန်တော်လည်းမသိဘူးဒါမဲ့စိတ်နှလုံး노ဆိုတဲ့အခါမှာဘုရား노ဆိုလို့ရှင်ဘယ်သူမှနော် ပေးခြင်းနဲ့ကမ်းခြင်းနဲ့စေတနာယူဖိတ်စေတယ်။အေးအဲ့ဒါကဘာလဲဆိုဖခင်တုတ်ထီလို့ဖြစ်တယ်နော်။ဒါကြောင့်မလို့အာမငယ်ပါနဲ့နော်ဆက်လက်ပြီးတော့သွားဖို့လိုပဲဆက်လက်ပြီးတော့ကျွန်တော်တို့ကခြေတလန်းချင်းခြေတလန်းချင်းမှာဖခင်ကအတူပါရှိတယ်ဆိုတဲ့အရာကိုအားဖြင့်သူတို့ဘာအတွက်အလေးကြီးစေဖို့အရာနော်။ဒီနောက်ပါတော့ဆရာမကိုခေါ်အပ်ချင်တယ်။အာမင်။